အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်အရင်နေ့တည်းကတော့တင်းနေကုန်တွေတာသမီတွေအတွက်တင်းလာတာသမီတွေအတွက်ကျွန်တော်ပြောပေးနေတာမျိုးရှိတယ်အဲ့တော့ဒီနေ့ကတော့ကျွန်တော်အင်္ဂါတာသမီတွေလည်းပြောပေးမှာဖြစ်တယ်ဆိုတော့အင်္ဂါတာသမီတွေအတွက်ကျွန်တော်ဘာတွေပြောပေးမှာလဲဘလို့အချက်လေးတွေပြောပေးမှာလဲဆိုတာဒီမှာသိပါလိမ့်မယ်အဲ့တော့ကျွန်တော်ခုနပြောလို့ကျွန်တော်တို့မှာအထက်ဆောင်မန်းဆိုပြီးဂျိုသုံးလုံးကောင်းတာရှိတယ်ဗျာနေနိုင်ပြီပါအဲ့တော့အင်္ဂါတာသမီတွေအတွက်တကယ်ကောင်းတဲ့ဆိုတွေကတင်းနေကုန်တွေဂျိုတို့ဒါဗုဒ္ဓဖူးဂျိုတို့နော်စက်နေဂျိုတို့ကဒါကောင်းတဲ့ဂျိုတွေဖြစ်တယ် အဲ့ကြော်တွေကိုကျွန်တော်တို့ကအကောင်းအောင်လုတ်ပေးနိုင်နေဆိုရင်ဂါကန်ရှင်တွေအတွက်စင်ငါသားမီးတွေအတွက်ဘာပဲဖြစ်ဖြစ်တော့အဆင်ပြေနိုင်တယ်ကန်ကောင်းနိုင်တယ်ပို့ပြီးတော့မြင့်မာတဲ့ဘွားတစ်ခုကိုရနိုင်တယ်ပေါ့အမှနဲ့ကျွန်တော်တို့ကဟိုအင်္ဂါသားမီးတွေအတွက်အဓိကနဝင်းကြိုဟာစနေကြိုဖြစ်တယ်ပေါ့နော်အဲ့တော့စနေနဲ့ပတ်သက်တဲ့ကိစ္စကကျွန်တော်တို့အတွက်အကောင်းဆုံးဖြစ်လိမ့်မယ်အဲ့တော့စနေကြိုဟာကို့အတွက်တကယ်ကိုအဆင်ပြေဆုံးအထောက်ပံ့အပေးဆုံးကြိုဖြစ်မယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကသိထားရမယ် ဒါကြောင့်ပဲကျွန်တော်တို့ကအင်္ဂါဆိုတာဘာလဲဆိုတော့စိတ်လောတယ်စိတ်မြန်တယ်စိတ်မရှိဘူးကျွန်တော်အမြန်လို့လှုပ်လို့စိတ်မြင့်ပါတယ်ဟောအင်္ဂါဂျိုရဲ့အဓိကအားသာချက်ကတော့စိတ်လောတယ်စိတ်မြန်တယ်အောင်ဆိုင်တယ်တခုတည်းကိုတချောင်းတည်းကိုစိတ်ကိုထားပြီးတော့ဟိုအခြားဟာတွေဘာမှမသိတော့ဘူးအင်္ဂါအစိုးပဲရရင်တော့လည်းသူကစိတ်တိုးတယ်ဒေါသကြီးတယ်နော်စိတ်ကောက်တယ်ဇွတ်ထိုးလို့တယ် ရိုင်းဆိုင်လာတယ်ခတ်ထန်လာတယ်ပေါ့ဒါအင်္ဂါရဲ့သဘောတွေပေါ့နော်အဲ့တော့ဒီအင်္ဂါရဲ့သဘောတွေကိုကျွန်တော်တို့ကထိမ့်မှုဆိုတာဘေးကစနေရကပ်ပြရနော်စနေရလေးတယ်နှေးတယ်ကြာကြာလုတ်တယ်ဟိုဇွဲရှိတယ်ဟိုဖြည်းဖြည်းမှန်မှန်လေးနဲ့ဟိုဆုံးဖြတ်သွားနိုင်တာကိုပြောတယ်ဒါကြောင့်အင်္ဂါသားမီးတယောက်ဖြစ်မယ်ဆိုရင်ကိုယ့်ရဲ့မူလဗီဇအကန့်ကိုကျွန်တော်တို့ကထိမ့်မိတာဆက်နေပါ။ဟောဆနေကျွားကိုကိုထိမ့်မိတယ်။ဒါကြောင့်ဆနေနဲ့ပတ်သက်တာကတော့ကျွန်တော်တို့က အကောင်းဆုံးအဆင်ပြေဆုံးလို့ကျွန်တော်တို့ပြောလို့ရတယ်။နော်စနေနေ့ပတ်သက်တာကိုကျွန်တော်ကတော့အကြိုက်ဆုံးလို့ပြောတယ်။ဒါကြောင့်ပဲအင်္ဂါသားမိတွေဟာဘဝမှာအောင်မြင်နေတယ်ဆိုရင်စိတ်ရှည်ဖို့လိုတယ်။နော်ဇွဲရှိဖို့လိုတယ်။မိမိတို့လုပ်နေတဲ့အလုပ်တွေမှာအလောတကြီးမလုပ်ဘဲနဲ့ဖြည်းဖြည်းမှန်မှန်လုပ်ဖို့လိုတယ်။အောင်မြင်မှုကိုတည်ဆောက်တဲ့နေရာမှာလည်းအဲ့လိုမျိုးပဲပေါ်ပင်လှုပ်ချင်တာမျိုးတွေနော်ချက်ချင်းငွေပေါ်ခြင်းတဲ့အလုပ်တွေတဲ့အင်္ဂါသားမိတွေဟာရေရှည်ကြည့်ပြီးတော့အလောက်ကမဲ့အလုပ်တွေ ော်ရေရှင်ကဘလို့စီးဝါလို့ဝင်ကောင်းမလဲဘလို့လောက်ကငါ့အတွက်အကျိုးပေးနိုင်လဲဒီလုံဝင်ကဘယ်နှစ်ပေါင်းများစွာဘလို့ရင်းလိုက်ရင်တော့ငါဘလို့အသက်မွေးမှုရမလဲဒီလိုမျိုးကိုကျွန်တော်တို့စဉ်းစားပြီးလုံးမလာအဆင်ပြေလိမ့်မယ်အဲ့ဒါကိုကျွန်တော်ကမေ့ထားလို့မရအောင်ဒါကြောင့်ကိုကိုတိုင်ကဟိုအင်္ဂါသားမီးဖြစ်တယ်ဆိုရင်နှစ်ရှည်အလုပ်တွေကိုစိတ်ဝင်စားပါရေတိုထက်ရေရှည်ကိုကြည့်ပါအလောတကြီးလောက်တာစိတ်မျက်နှာတွေကိုရှော့ပါစိတ်ရှည်ပါပြီးတော့အသိခံစိတ်နဲတာတွေကိုရှော့ပါသိခံပါအချို့နေရာတွေမှာ ပြောတဲ့နေရာတွေမှာပြောဘဲနဲ့ငြိမ်နေလိုက်တာအကောင်းဆုံးဆိုရင်ငြိမ်နေလိုက်ပါ ဒါစနေရက်စိုးမိုးမှုကိုထိန်းနိုင်လိုက်ပြီဆိုရင်အင်္ဂါတွေကပို့ပြီးတိုးတက်နိုင်တယ်လို့ပြောတာပြီးရင်ကျွန်တော်တို့ကအင်္ဂါသားမီးတယောက်အတွက်ဆိုရင်ကျွန်တော်တို့ကဘာရီယာပို့ပြီးတော့အဆင်ပြေစေလဲပေါ့နော်အင်္ဂါသားမီးတွေအတွက်တကယ်ဟိုဟိုကံကောင်းစေတဲ့ကိစ္စရှိတယ်နော်အင်္ဂါသားမီးတွေကတကယ်အဆင်ပြေစေနိုင်တာဗုဒ္ဓဖိုးကျော်ပါနော်ဗုဒ္ဓဖိုးကျော်ဗုဒ္ဓဖိုးကျော်ကစီးပွားဆိုတဲ့နေရာမှာရှိနေတယ်ဗျာစီးပွားဆိုတဲ့နေရာမှာရှိတဲ့အတွက်ဗုဒ္ဓဖိုးကျော်ကျွန်တော်တို့ကကောင်းပြီဆိုရင်တော်တော်များများအဆင်ပြေကြတာများတယ်ဗုဒ္ဓဖိုးကျော်ကောင်းအောင်ကျွန်တော်တို့ကဘယ်လိုလုပ်မလဲပေါ့ ဗုဒ္ဓဘူးဆိုတာပေါင်းသင်းဆက်ဆံရေးเนาะဆက်သွယ်နေရတာချိတ်ဆက်နေရတာပြောတာဗုဒ္ဓဘူးဂျိုကစီးပွားရေးနဲ့ဆက်ဆက်နေတာဖြစ်တဲ့အတွက်အင်္ဂါသားမိတွေကနှုတ်နှဲတာမျိုးဟာအလို့တခုလုပ်တဲ့နေရာကြီးကြာရင်ကျွန်တော်တို့ကရှင်းပြောရရင်ဟိုစကားမပြောဘဲနဲ့အေးဆေးနေကြတာမျိုးအဲ့လိုမျိုးကိုကျွန်တော်တို့ကတော့အားမပေးဘူးအင်္ဂါသားမိဆိုရင်စကားပြောရမယ်ဆက်ဆံရေးရှိရမယ်လက်အုံကြီးထွေနေတတ်ရမယ်เนาะအဲ့တော့ မိတ်ရအောင်လှုပ်တက်ဖို့လိုတယ်လို့ကျွန်တော်တို့ကပြောလို့တာအဲ့တော့ကမိတ်ရသွားပြီဆိုရင်တိတိတသားကျွန်တော်တို့ကအဆင်ပြေလာတယ်ဘဝမှာအခက်အခဲတော်တော်များများပြည်လဲလာတယ်လုပ်ငန်းအခြေဆက်တွေရလာပြီပို့အဆင်ပြေလာတယ်အင်္ဂါသားတွေရရှင်းထောက်ရင်စကားနဲ့ရက်တည်ပြီးစီးပွားရှာရင်တော့ပိုကောင်းတယ်နော်ပွဲစားလိုမျိုးအကျိုးဆောင်လိုမျိုးအချိတ်ဆက်ပေးရတဲ့အလုပ်တွေလည်းအကျိုးပေးကြတာများတယ်။အင်္ဂါသားမီးဖြစ်တယ်ဆိုရင်စကားများများပြောရတဲ့ဗီဒင်ဆရာတို့လိုရှင့်နေတို့လိုနော်ပွဲစီစဉ်သူတွေလိုနော်စကားပြောပြီးတော့အကြံပေးရတဲ့အကျိုးဆောင်တို့လိုပွဲစားတို့လို ဟိုကျွန်တော်တို့လိုစကားပြောပြီးရက်တီကြတဲ့เนาะဗီဒင်ဆရာဘလော့ဂါလိုမျိုးတွေဒီလိုမျိုးတွေနဲ့တော့ပို့ပြီးတော့အဆက်တယ်လို့ပြောလို့ရတယ်เนาะအဲ့ဒီအချက်လေးကိုကျွန်တော်ကတော့ကိုကိုကိုတည်ထားပြီးတော့စကားကိုအဓိကထားပြီးတော့စီးပွားရေးအနေနဲ့သုံးပါကျွန်တော်စကားပြောဖို့မကြောက်ပါနဲ့ဒါကြောင့်ပဲအင်္ဂါသားမီဒီယာစကားအတတ်ပညာလို့ခေါ်တယ်စကားနဲ့ပတ်သက်တဲ့ဤပညာတွေတကယ်ကို communication skill တွေရရမယ်ဆိုရင်ဘောကမှာပိုအောင်မြင်လွယ်တာကိုကျွန်တော်တို့တွေ့ရတယ်เนาะအဲ့တော့ပြီးတော့ကျွန်တော်တင်းနှင်းကုန်နေတင်းနှင်းကုန်နေ တနင်္ဂနွေကအင်္ဂါသားမိတွေအတွက်6ခုမြောက်ဆိုတဲ့စမ်းနေရာမှာရှိနေတယ်။အဲ့လိုစမ်းနေရာမှာရှိနေတာမကောင်းဘူးလားဆိုတော့တိတ်ကောင်းတယ်။တိတ်ကောင်းတယ်။အင်္ဂါသားမိကိုထိန်းချုပ်ပေးမဲ့ဟန်တယ်လုပ်ပေးမဲ့လူကတနင်္ဂနွေတနင်္ဂနွေအဲ့တော့တနင်္ဂနွေကဘလို့ဟာတွေကိုကို့အတွက်ကောင်းလဲဆိုတော့ကိုယူတဲ့အိမ်တော်ဘက်ကရှင်းပြောရရင်အိမ်တော်မှုတာဝန်ဖြစ်စေဟိုအင်ရှိအဆက်ဟိုထွက်ပြီးဥဆောင်တဲ့လူဖြစ်စေဖလက်ကြည့်စရာမလိုတဲ့လူဖြစ်ရင်ပိုကောင်းတယ်။အင်္ဂါသားမိရတခါကျရင်အိမ်တော်ဘက်ရဲ့ဝေယဝစ္စတွေမိသားစုဝေယဝစ္စတွေလုတ်ပေးခြင်းမှလုတ်ပေးနိုင်လိမ့်မယ်။ ဲ့တော့သူရတဲ့လူကအထားပါတော့အင်ရှင်မအင်္ဂါသားတယောက်ဆိုအင်ရှင်မရရဆိုအိမ်တော်မှုကိစ္စသားမီးကိစ္စအကြောင်းကိစ္စနော်အိမ်မှာလိုအပ်တဲ့ကိစ္စလှည့်ကြည့်ကြအောင်လို့လည်းလူဖြစ်ရင်ကောင်းတယ်လှည့်ကြည့်ကြအောင်လို့ဆိုအဲ့ဒါဆိုရင်ပို့ပြီးကောင်းတယ်အဲ့အင်ရှင်မတစ်ခုဖြစ်မယ်ဆိုလည်းလို့ပဲကိုအင်ရှင်မအိမ်နောက်တောင်ဝင်အဒီအဓိကလှုပ်တော့မယ်အိမ်စီးပွားရေးလှုပ်တော့မယ်ဆိုယောက်ျားကိုလိုက်ပြီးပူနေရတာအာယောက်ျားကဘလို့ဖြစ်နေလဲဟဲ့အပြင်မှာများပွေနေလားဟဲ့အာအပြင်မှာဘလို့ဖြစ်နေလဲယောက်ျားအတွက်လိုက်ပူနေရတယ်ဆိုအဆင်မပြေဘူးဒါကြောင့်ရှင်းပြောရရင်အင်္ဂါသားသမီးတွေက ိမ်အောင်ဘက်ရွေးချယ်တဲ့ရာရွေးချယ်တဲ့အခါမှာသူတို့ရဲ့စိတ်ကမင်းကန်တော့မင်းအဆုံးအထိတာဝန်ယူနိုင်တဲ့လူဖြစ်စေခြင်းနဲ့ငါလဲငါတာဝန်ငါအပိုင်းယောက်ျားဆိုယောက်ျားတယောက်ရဲ့တာဝန်မိမဆိုလည်းမိမတယောက်ရဲ့တာဝန်ငါတာဝန်ငါအတာဝန်ကြီးတော့လုပ်မယ်မင်းလည်းမင်းတာဝန်ကြီးမင်းကိစ္စတွေငါလည်းမကြည့်ဘူးငါကိစ္စလည်းမင်းလည်းကြည့်စရာမလိုဘူးအဲ့လိုဖြစ်တဲ့လူမျိုးနဲ့အိမ်အောင်ကြရင်ပိုကောင်းတယ်ပိုကောင်းတယ်အဲ့တော့တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့အိမ်အောင်ဘက်ကအင်္ဂါသားမီးတွေအတွက်အလိုအပ်ဆုံးအိမ်အောင်ဘက်လို့ပြောလို့ရတာနော်အဲ့ဒီအချက်လေးကိုကျွန်တော်တို့ကနားလည်သွားပြီဆိုရင်အဆင်ပြေပါလိမ့်မယ် နောက်တော့ကုသသမီးအင်္ဂါသားသမီးတယောက်ရှိပြီဆိုတော့ကျွန်တော်တို့ကစိတ်ရှိအောင်တိခန့်တက်အောင်ရေရှည်စီးပွားရေးတွေနှစ်စီစီးပွားရေးတွေကိုတင်ပေးဖို့လိုတယ်ပညာဆိုလည်းအလုံးငါတို့ကနှစ်ရှည်ရှာပြီးမှငါတို့ပညာရမှာလက်တော်လုပ်ပြီးဟိုသူများလှုပ်လို့ပေါ်ပင်လှုပ်လို့ငါအောင်မြင်မလားဆိုပြီးထလှုပ်ရင်ဘယ်တော့မှအင်္ဂါသားသမီးတွေကရေရှည်အကျိုးမပေးဘူးအဲ့တော့အများအားဖြင့်ကျွန်တော်တို့အောင်မြင်မှုကိုတကယ်ကိုတိဆောက်ရတယ်ဇွဲနှစ်ဘဲနဲ့အင်္ဂါသားသမီးတွေကိုကျွန်တော်တို့တင်စားရမယ်ချရည်လို့ပေါ့ကျွန်တော်ငငယ်ကကျွန်တော်အိမ်သားမှာဟိုကျွန်တော်အိမ်ထောက်မှာချတောင်ပို့ရရှိတယ်ချတောင်ပို့ကြီးမကောင်းဘူးပေါ့ကျွန်တော်ချတောင်ပို့ယူသွားဖဲ့လိုက်ရင်ကလေးဘွားပေါ့ တော့ဖဲ့လိုက်တယ်ပေါ့တော့ဖဲ့လိုက်ပြီးအချောင်းတောင်ဘိုးကြီးကနောက်နေမနဲ့ဆိုရင်ကျွန်တော်တို့ကမြေအဆိုတွေနဲ့ချအပြန်ဖြစ်နေချတောင်ဘိုးကချရည်လို့ပေါ့နော်ကျွန်တော်တို့တွေကကျွန်တော်အိမ်မှာဆိုရင်ဘီရင်ဆောက်တွေအများကြီးပေါ့ကျွန်တော်ဘီရင်ဆောက်တွေ300 300 400လောက်ရှိမယ်ဘီရင်ဆောက်ကြီးပဲအခြားတုဒရက်တာတွေဆိုရင်ကျွန်တော်တို့လှူလိုက်တဲ့ဆောက်တွေဘာသာရေးဆောက်တွေလှူလိုက်တာအများကြီးအချရည်ကဘယ်လိုကြိုက်လဲဆိုမသိရအောင်နော်ဘေးမှာထားရတယ်အဲ့ဆောက်ကိုကျွန်တော်တို့ကလှန်မကြည့်ပြဘူးဆိုမသိရအောင်ချတိတ်တိတ်ဆိတ်ဆိတ်လေးနဲ့ဖြည်းဖြည်းချင်းစူးစမ်းနေတာချရည်တဘောကအဲ့တော့ကျွန်တော်တို့ကအင်္ဂါသားမိတွေကချရည်လို့ပဲ ဟောင်းပေါင်းပေါင်းမလုပ်ရအောင်ကိုယ့်ရဲ့တက်ထားတဲ့ပညာကိုရှင်းပြရင်မလို့အရင်ထုတ်မသုံးအောင်ငင်းငင်းစင်စင်လေးနဲ့ဇွဲရှိနေရေရှည်ကြိုးစားရင်အင်္ဂါတွေကအောင်မြင်လို့စကားပြောရမယ်ဆက်ဆံရေးကောင်းရမယ် communication skill တွေရှိရမယ်ဘယ်နေရာမှာဘလို့ပြောတတ်ရင်ဘလို့ကောင်းမလဲစကားနဲ့ရက်တည်နိုင်တယ်ဆိုရင်လည်းဘဝမှာအောင်မြင်တတ်တယ်နော်ဒါဆိုရင်နောက်တစ်ခုခုနပြောလို့ရတဲ့အိမ်တော်ဘက်တွေကတာဝန်ယူမှုတာဝန်ခံမှုရှိမယ်ကိုတာဝန်ကိုကြည်တဲ့အိမ်တော်ဘက်သူ့တာဝန်တူယူမဲ့ဟိုအိမ်တော်ဘက်မျိုး နော် အတော်မျိုးရတဲ့လူမျိုးဖြစ်တယ်ဆိုရင်အိမ်တော်ကြီးမှာပိုကောင်းတယ်အတော်ဝင်မျိုးတက်ဦးနော်ကိုရတဲ့အိမ်တော်ဘက်ကကိုကိုပဲတမိခိုးနေတယ်အကိုကိုပဲလာချွဲနေတယ်အာဒါကလည်းကိုကိုပဲတာဝန်ယူလိုက်နော်ဒါကလည်းအကိုကြီးပဲလှုပ်လိုက်အဲအဲ့လိုဟာမျိုးဖြစ်တဲ့အိမ်တော်ဘက်မျိုးဆိုရင်ရေရှည်မှာအိမ်တော်ကြီးตายရဖို့ခင်းရင်လာနိုင်တာကိုတော့ကျွန်တော်တို့သိထားဖို့လိုပါတယ်နောက်ဆုံးသဘောပေါက်မှထင်ပါတယ်ဗီဒီယိုရှည်သွားမယ်နော်ကျွန်တော်အထက်ထပ်ပြန်ပြီးနှစ်ချိန်သုံးချိန်ပြန်ပြောနေတာကို ခေါင်းနဲ့ဆွဲအောင်လို့ပြောတာရစ်တယ်ရှိတယ်ခေါင်းလိုရင်းမရောက်ဘူးမထင်ပါနဲ့တကယ်ကိုကျွန်တော်တို့အကျိုးရှိလို့ဘွားသက်အစားတွေတော်တော့နားထောင်တဲ့နယ်ထင်လို့ပြောပေးတာဖြစ်ပါ